ချွေးမကလည်းပဲအတိမကံရောက်ကမကလည်းပဲမျက်နှာသာမပြီးချွေးမနဲ့ရောက်ကမအမြဲတမ်းပြဿနာဖြစ်နေတာတွေပဲတွေ့ရတယ်ပါတော့ရောက်ကမနဲ့ချွေးမနဲ့ဝင်ထဲကိုဝင်ပြီးဆိုတာနဲ့ငါအပိုင်ပဲဆိုကျမပြောချင်တိုင်းပြောလို့ရမယ်တော်မတွေးပါကျမရှင်ပြောချင်တိုင်းပြောလို့မရဘူးနေတဲ့လုပ်လို့ရဟွန်း ထူမာတော့တယ်ကို့တစ်ချက်ချင်းငါးချက်လောက်ပြန်ချက်အောင်လုပ်ခဲ့တဲ့သူတို့တစ်ခါချက်ကြောင်းခဲ့နိုင်ဘူးမရိုင်းရနော်မရိုင်းရနော်ဒီစမ်းမတို့ကငါချွေးမှာနေကငါချွေးမှာလားမရခုနှစ်မျိုးတဲ့ဒီအမုံမြင့်ဆိုတဲ့ဇာလန်တွေကိုဘုံဘုံအပီးတီတော့မကြည့်ဘူးပါဘူး။ဒါမှမဟုတ်လိုင်းဘော်ကိုတက်တက်လာတဲ့အပိုင်းတိုလေးတွေတော့ကြည့်ဘူးပါတယ်။အဲ့ဒီထဲမှာ ွှေးမားကလည်းပဲအတိမကံရောက်ကမားကလည်းပဲမျက်နှာသာမပြီးချွေးမားနဲ့ရောက်ကမားအမြဲတမ်းပြဿနာဖြစ်နေတာတွေပဲတွေ့ရတယ်ဆိုတော့မိသားစုဘဝဟာအိမ်တောင်ရေးဘဝဟာအမတန်ကိုစိတ်ဆင်းရဲစရာကောင်းတဲ့ပေါ့ဒီလိုချွေးမားမျိုးတွေဒီလို ရောက်ကမားမျိုးတွေဒီနေ့ခေတ်မှာလည်းပေါ်ပေါ်များများရှိသလိုညစွာပြားလက်ထက်ကလည်းပဲရှိခဲ့မှုပါတယ်ညစွာပြားစီတော်ဝန်เจ้าမှာတည်င်းသုံးနေတော်မူစဉ်အချိန် အနာတပင်တထေးကြီးရဲ့ချွေးမပေါ့သူဇာတာတဲ့သူဇာတာဆိုတဲ့သူ့ချွေးမဟာဒနင်စရာတထေးကြီးရဲ့တမီဝိတ္တခါအเจ้าမကြီးရဲ့ညမဆွေကြီးမျိုးကြီးတဲ့ကဆိုတော့မမနာကလည်းအလွန်ကြီးတယ်နှုတ်ကလည်းကြမ်းတယ်လင်ကိုလင်မမသိရောက်ခမကိုရောက်ခမမမသိရောက်မကိုရောက်မမမသိအိမ်မှာယုတ်တည်တဲ့ယုတ်တည်ထိုက်တဲ့ပုံကိုယ်တွေကိုလည်းပဲမယုတ်သေးအမတန်ကိုကက်ထန်ကြမ်းတမ်းတယ် စုပ်မှုတဲ့ကျင်းပေါင်းနေပေါ့တရက်မှာမြတ်စွာဘုရားနဲ့တန်ဃာတော်အပါ900ကိုအိမ်ပင်ပြီးတော့မှဆွန့်ကတ်တယ်မြတ်စွာဘုရားအိမ်မှာတရားဟောနေတဲ့အချိန်မှာသူဇာတာဆိုတဲ့သူ့ချွေးမဟာတောင်းကျမ်းနေတယ်အိမ်ကလူတွေကိုရွေးတဲ့လိုလိုစောင်းတဲ့လိုလိုခြေကပားရီကပားနဲ့အော်ကြီးဟဲ့ကျဲပြောနေတာပေါ့ဒေသံကိုကြားတော့မြတ်စွာဘုရားကဒါဘု து အတန်လဲလို့မေးတဲ့အခါမှာ နာတဝင်တထေးကြီးကမြတ်စွာဘုရားတဲ့တပိတော်မှာအချွေးမတယောက်ရှိပါတယ်ဘုရားတဲ့သူ့နာမည်ကသူဇာတာပါယောက်ခမကိုယောက်ခမမမသိလင်ကိုလင်မမသိမမာနာတွေထောင်လွှားပြီးတော့အယံကိုခက်ထန်ကြမ်းတမ်းပါတယ်ဘုရားသူမထင်ရင်မထင်သလိုအိမ်ကလူတွေကိုလည်းပဲရိုက်နှက်ပုတ်ခတ်တတ်ပါတယ်တဲ့အဲ့လိုပြောတော့မြတ်စွာဘုရားကဟဲ့သူဇာတာငါနာကိုလာပါအောင်လို့ပြောပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာတရားဟောတယ်သူဇာတာရေးတဲ့ မယားခုနှစ်မျိုးရှိရဲ့တဲ့နံပါတ်၁မယားကလင်ယောက်ျားကိုတတ်ဖို့အတွက်ကြံစီနေတဲ့လူတက်နဲ့တူသောမယားနံပါတ်၂ကတဲ့လင်ယောက်ျားရဲ့ပစ္စည်းဥစ္စာတွေကိုခိုးဝှက်နေတဲ့တခိုးနဲ့တူသောမယားနံပါတ်၃မယားကလင်ကိုနိုင်ထက်စီနင်းလုပ်တဲ့အရှင်နဲ့တူတဲ့အရှင်နဲ့တူသောမယားတဲ့နံပါတ်၄ကတော့အဲအမိကဲတော့ ကိုယ့်ရဲ့သားအရင်းကိုစောင့်ရှောက်သလိုပဲမိခင်နဲ့တူတော်မရတဲ့နံပါတ်5ကတော့နံပါတ်၄ကဲ့သို့ကိုယ့်ရဲ့အကူကိုစောင့်ရှောက်သလိုပဲရိုရိုသေးသေးနဲ့စောင့်ရှောက်တော်နံပါတ်နဲ့တူတော်မရတဲ့နံပါတ်6ကတော့အဆွေခင်မုန်းနဲ့တူတော်မရတဲ့ကိုယ့်ရဲ့အဆွေခင်မုန်းကိုယ့်ရဲ့တငယ်ချင်းကိုစောင့်ရှောက်ပေးနေသလိုပဲကိုယ့်ရဲ့လင်သားကိုလည်းပဲအဆွေခင်မုန်းကဲ့သို့စောင့်ရှောက်တော်မရတဲ့နံပါတ်9ကတော့ ဂျုံမနဲ့တူတော်မယားတဲ့ဂျုံမနဲ့တူတော်မယားဆိုတာကလင်ယောက်ျားလှုပ်လိုက်ပေးတယ်အကြိုက်ဆောင်ပေးတယ်အဲလင်ယောက်ျားကိုလင်ယောက်ျားရဲ့ဝေယာဝိဆတ်မှာတမယားကိုအကုန်လုံးလိုက်ပြီးတော့လှုပ်ပေးတယ်ဂျုံမနဲ့တူတော်မယားဆိုပြီးတော့မယားခုနှစ်မျိုးရှိတယ်လို့ဟောပြလိုက်တဲ့အခါမှာကျန်တဲ့ဟိုတခုနဲ့တူတော်မယားလူတတ်နဲ့တူတော်မယားအခင်နဲ့တူတော်မယားအဲ့ဒီ၃မျိုးကတော့ တည်သွားမယ်ဆိုရင်အဲ့ဒီမယား၃မျိုးဟာငရဲကိုကြမှာတည်ကြတယ်တဲ့။ကြံတဲ့၄မျိုးကတော့မိမာနာရတိနတ်ပြည်ကိုရောက်ရမယ်လို့မြတ်စွာဘုရားကဒီလိုဟောပါတယ်။အနာဒမေတတိကြီးရဲ့ချွေးမကိုမြတ်စွာဘုရားကမေးတယ်။မင်းကတော့ဘယ်လိုချွေးမမျိုးတွေပါလဲလို့ဆိုမြတ်စွာဘုရားတဲ့အဲတပည့်တော်ကကျွမ်းမနဲ့တူသောချွေးမဖြစ်ချင်ပါတယ်ဘုရားလို့အဲ့ဒီလိုလျှောက်ပါတယ်။သူဇာတာဟာမြတ်စွာဘုရားရဲ့တရားအစုံးပါပဲ။ တောတာပတိမဲ့၌တည်သွားပါလေတဲ့ဆွန်းစားတဲ့နေရာကနေကြောင်းပြန်ရောက်တော့ရဟန်းတော်တွေကပြောကြတယ်မြတ်စွာဘုရားကဟဲ့ချစ်သားတို့ဘာတွေပြောနေကြတာလဲလို့မေးတဲ့ကံပါမြတ်စွာဘုရားတဲ့သူဇာတာဟာတရားတော်တော်လေးနားရတော်လဲပဲတောတာပတိမဲ့မှာတည်ရဲ့တဲ့ဒါဘလို့ကြောင့်မလဲဘုရားလို့ဆိုတော့ဒီဘဝမှသာငါစကားကိုနားထောင်တာမဟုတ်ဘူးအရင်ဘဝတုန်းကလည်းပဲအရဲ့ဆုံးမစကားကိုနားထောင်ခဲ့ဘူးတဲ့ ဗာရာဏသီပြည်ပြမရမင်းကြီးမိပြုစဉ်အချိန်တုန်းကပေါ့ကွယ်တဲ့။ပြမပြမရမင်းကြီးမှာတဲ့မေတော်တယောက်ရှိတယ်တဲ့။အဲ့ဒီမေတော်ဟာနှုတ်ကျမ်းရှာကျမ်းအာကျမ်းကြီးပဲတဲ့။သူရဲ့သူမန်သမီးဆဲတယ်ဆိုတယ်အော်တယ်ငောက်တယ်။ဒီလိုဆိုတော့အများကလည်းပဲသူ့ကိုမုန်းကြတယ်ပေါ့။ဒါနဲ့ပြမရမင်းကြီးကဒီမေတော်ကို လိမ်မအောင်ဘလို့ဆုံးမရရင်ကောင်းမလဲတဲ့သူအနည်းမျိုးမျိုးတွေးနေတယ်။ဒါနဲ့ပဲတရက်မှာ ဥယျာဉ်ထဲကိုခေါ်သွားရတယ်။ဥယျာဉ်ထဲကိုခေါ်သွားတဲ့လမ်းတစ်လျှောက်မှာတက်တဲ့သူငက်ကပေါ်တာပေါ့။ပေါ်တော့လူတွေကလည်းအဲ့တက်တဲ့သူငက်ကိုမောက်ထုတ်ကြတယ်။သူ့အော်တဲ့အတန်ကလည်းစူးစူးရဲရဲနဲ့ဆိုတော့ကလေးတွေဆိုရင်ထထပြီးတော့ငိုတယ်။ကြောက်စရာလည်းကောင်းတာပေါ့နော်သူတန်း။ဒါကြောင့်မို့တက်တဲ့သူငက်ဆိုရင်အားလုံးကမုန်းကြတယ်ပေါ့။ပေါ်ငဲရဲ့အတန်းကြတော့ချိုမြပြီးတော့မှအားလုံးရဲ့နားထဲမှာအားလုံးရဲ့စိတ်ထဲမှာစိတ်ချမ်းသာကြရတယ်ပေါ့ ဒီအကောင့်နှကောင့်ကိုရှင်ပြီးတော့မှပြမတာမင်းကြီးကဆုံးပါတယ်မေတော့တဲ့အတန်ကြားတယ်မလားတဲ့တက်တဲ့သူငဲ့ဟာတဲ့သူ့ရဲ့ခန္ဓာကိုအသွေးအရောင်ဟာလှတယ်အဖြူနဲ့အမဲဒီနဲ့ဆက်ထားတော့ကြည်ကောင်းတယ်မျက်လုံးလေးကလည်းပဲတောက်ပနေတာပဲဒါမဲ့သူ့အတန်ကြီးကစိုးစိုးဝါးဝါးဖြစ်နေတော့တယ်လူတွေအားလုံးကသူ့ကိုမုန်းကြတယ်တဲ့အိုးအောင်ခဲ့ကြတော့ခန္ဓာကိုအမွေးမြင်နေကြတော့ မဲတူးနေတာပဲညှုပ်ဆိုးတယ်ဒါမဲ့လို့သူ့ရဲ့အတာချုံမြရတယ်တဲ့အကြောင်းကိုအားလုံးကသူ့ကိုချစ်ကြတယ်တဲ့အကြောင်းမို့မဲတော်လည်းပဲဒီနေ့ကစပြီးတော့မှမဲတော်ရဲ့နှုတ်ချမ်းရှာချမ်းအာချမ်းအပြောချမ်းတွေကို ပြင်ဆင်လိုက်ပါဒီနေ့ကစပြီးတော့မှအာကောင်းကောင်းမွန်မွန်နဲ့ချိုချိုသားသားစကားပြောမယ်ဆိုရင်အားလုံးကလည်းဝိုင်းချစ်ကြပါလိမ့်မယ်လို့ဆုံးမစကားပြောပါတယ်တဲ့ ။အမြတ်စွာဘုရားအတိတ်စာကြံကိုဆောင်းတော်မူတယ်ပေါ့။ချွေးမနဲ့ရောက်ကမပေါ့။ချွေးမဇိုးတွေကလည်းပဲမြတ်စွာဘုရားလက်ထက်ကရှိသလိုရောက်ကမဇိုးတွေလည်းပဲနောက်အလင်းသိင်ဘုံဘုံပြောပြပါအောင်မယ်။အလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။